တိဝိဒကဒရဓမ္မဗန္ဒဂာရိကကျေးဇူးတော်ရှင်မင်းကွန်ဆရာတော်ဘုရားကြီးဦးစီးရေတာစီရင်တော်မူသည့်နိုင်ငံတော်ဗုဒ္ဓသာသနာမဟာဗုဒ္ဓဝင်ကျမ်းစာတော်မြတ်ကြီးအုပ်ရတော်အဖျင်းရှုပ်ရှိသည့်အနက်ငါးအုပ်မြောက်အတွေ့အဖျင်းသရုပ်ထတွေကိုဆက်လက်ဖကြပူဇော်ပါမယ်။စာမျက်နှာနံပါတ်31 ကောတံပီယဟန်တို့မြတ်စွာဘုရားရှင်ကိုကြောရန်လာရောက်ကြခြင်းမြတ်စွာဘုရားရှင်သည်လည်းအစဉ်တဖြင့်ခရီးဒေသစာရီကြွချီတော်မူ၍တာဝတိပြည်မွန်ဇေတဝန်ကျောင်းတော်သို့ဆက်ရောက်တော်မူလေ၏ကောတံပီယဟန်တို့သည်မြတ်စွာဘုရားရှင်တာဝတိပြည်သို့ရောက်တော်မူပြီတဲ့ဟူသောသတင်းစကားကိုကြားသိကြ၍ မြတ်စွာဘုရားရှင်ကိုကရောယံတာဝတိပြည်ဘက်သို့ခရီးထွက်ခဲ့ကြလေသည်ဝိဇ္ဇာကွင်ပိဖြင့်ဤဆိုခဲ့ပြီးဒီကဓမ္မပရအထာကရာမှဒီဓမ္မဝါဒီဟုတီချောင်းတရား38ပါအာဓမ္မဝါဒီဟုတီချောင်းတရား38ပါတို့ကိုဟောကြားတော်မူခြင်း ဝဲစားကွန်ပိတ်ဖြင့်ဤဆိုလက်တန်ဒီကဝီနိမဟာဝါပါဠိတော်မှဒီထိုအခါတရားစင်မူကြီးဖြစ်တော်မူသောအရှင်သာရိပုတ္တရာမထေရမြတ်သည်ထိုကောတံပြီယဟန်တို့တောတိပြည်တို့လာကြကြောင်းတရေစကားကြားသည့်ရ၍မြတ်စွာဘုရားရှင်ထံတော်မှောက်သို့သွားရောက်ဝှလျိုးရှ िख ုပြီးကား အပြစ်လွရာအရက်၌ထိုင်နေပြည်လီမြတ်စွာဘုရားရှင်ကိုဘုန်းတော်ကြည်တော်မြတ်စွာဘုရားခိုင်ရန်ညင်းခုံမှု ပြုကြသည့်ထိုကောတံပြီယဟန်တို့သည်တာဝတိပြည်သို့ လာကြပါကုန်တည်းဘုန်းတော်ကြည်တော်မြတ်စွာဘုရားအကျွန်ုပ်သည်ထိုယဟန်တို့အပေါ်ဝဲအဘယ်သို့ကျင့်ရပါမည်နည်းဟူ၍လျှောက်ထားလေလျင်မြတ်စွာဘုရားရှင်သည် ခြေသာတာရိပုတ္တရာ ထို့သို့ဖြစ်လျင်သင်ခြေသားသည်တရားလမ်းအတိုင်းတည်လီလောဟုမိန့်တော်မူ၏ဘုန်းတော်ကြည်တော်မြတ်စွာဘုရားအကျွန်ုပ်သည်တရားသည်မတရားသည်ကိုအဘယ်သို့သိရပါမည်နည်းဟုအရှင်သာရိပုတ္တရာမထေရကရှောက်ထားလေလျင်မြတ်စွာဘုရားရှင်သည်ဤသုလတန်သောအတ္တအဓမ္မဝုတ္ထ78ပါး ဓမ္မဝုထု78ပါးတို့ကိုအစဉ်အတိုင်းဟောကြားတော်မူလေ၏။ဇာမျက်နှာနံပါတ်32အဓမ္မဝုထု78ပါးခြေသာဓာရိဗုဒ္ဓရာ78ပါးသောအကြောင်းတို့ဖြင့်အရမဝါဒီပုဂ္ဂိုလ်ကိုသိရမည်ခြေသာဓာရိဗုဒ္ဓရာ ဤသာသနာတော်၌ယဟန်သည်တတရားမဟုတ်သည်ကိုတရားဟုပြ၏နှစ်တရားကိုတရားမဟုတ်ဟုပြ၏သုံးဝီနီမဟုတ်သည်ကိုဝီနီဟုပြ၏လေးဝီနီကိုဝီနီမဟုတ်ဟုပြ၏ငါမြတ်စွာဘုရားမဟောအပ် မပြောအပ်သည်ကိုမြတ်စွာဘုရားဟောအပ်ပြောအပ်၏ဟုပြ၏၆မြတ်စွာဘုရားဟောအပ်ပြောအပ်သည်ကိုမြတ်စွာဘုရားမဟောအပ်မပြောအပ်ဟုပြ၏ခွန်မြတ်စွာဘုရားမလေးကျက်အပ်ဒီကိုမြတ်စွာဘုရားလေးကျက်အပ်၏ဟုပြ၏ရှစ်မြတ်စွာဘုရားလေးကျက်အပ်ဒီကိုမြတ်စွာဘုရားမလေးကျက်အပ်ဟုပြ၏ကို မြတ်စွာဘုရားမပညာသည်ကိုမြတ်စွာဘုရားပညာအီးဟုပြ၏တဆေမြတ်စွာဘုရားမပညာသည်ကိုမြတ်စွာဘုရားမပညာနံပါတ်30ပြန်ဖတ်ပါမယ်တဆေမြတ်စွာဘုရားမပညာအပညာအသည်ကိုမြတ်စွာဘုရားမပညာအဟုပြ၏စတေအာဘမသိင့်သည်ကိုအာဘသိင့်၏ဟုပြ၏စနစ် အာဘက်တင့်ဒီကို အာဘက်မတင့်ဟုပြ၏ဇာမျက်နှာနံပါတ်33ပေါ်သော အာဘက်ကို၄တော့အာဘက်ဟုပြ၏14 4တော့အာဘက်ကို ပေါ်သောအာဘက်ဟုပြ၏15အကျွင်းရှိသောအာဘက်ကိုအကျွင်းမရှိသော အာဘက်ဟုပြ၏16အကျွင်းမရှိသောအာဘက်ကိုအကျွင်းရှိသောအာဘက်ဟုပြ၏စကောယုံရင်ကြံတန်းသောအာဘက်ကိုမယုံရင်မကြံတန်းသောအာဘက်ဟုပြ၏ ဆက်ရှိမယုံရင်မကြမ်းတမ်းသောအာဘက်ကိုယုံရင်ကြမ်းတမ်းသောအာဘက်ဟုပြ၏ခြေသားသာရိပုတ္တရာဤတဆက်ရှိပါသော အကြောင်းဝုတုတို့ဖြင့်အဓမ္မဝါဒီပုဂ္ဂိုလ်ကိုပြရမည်ဓမ္မဝုတုတဆက်ရှိပါခြေသားသာရိပုတ္တရာတဆက်ရှိပါသောအကြောင်းဝုတုတို့ဖြင့်ဓမ္မဝါဒီပုဂ္ဂိုလ်ကိုပြရမည် ခြေသာတာရိဗုဒ္ဓရာဤသာသနာတော်၌ယဟန်သည်တတရားမဟုတ်သည်ကိုတရားမဟုတ်ဟုပြ၏နှစ်တရားဟုတ်သည်ကိုတရားဟုတ်၏ဟုပြ၏သုံးဝီနီမဟုတ်သည်ကိုဝီနီမဟုတ်ဟုပြ၏လေးဝီနီဟုတ်သည်ကိုဝီနီဟုတ်၏ဟုပြ၏ငါမြတ်စွာဘုရားမဟောအပ်မပြောအပ်သည်ကိုမြတ်စွာဘုရားမဟောအပ်မပြောအပ်ဟုပြ၏ချက် မြတ်စွာဘုရားဟောအပ်ပြောအပ်သည်ကိုမြတ်စွာဘုရားဟောအပ်ပြောအပ်သည်ဟုပြ၏သာမဏေနံပါတ်34ခွန်းမြတ်စွာဘုရားမလေးကျက်အပ်သည်ကိုမြတ်စွာဘုရားမလေးကျက်အပ်ဟုပြ၏8မြတ်စွာဘုရားလေးကျက်အပ်သည်ကိုမြတ်စွာဘုရားလေးကျက်အပ်၏ဟုပြ၏9မြတ်စွာဘုရားမပြင်းညက်သည်ကိုမြတ်စွာဘုရားမပြင်းညက်အပ်ဟုပြ၏10 မြတ်စွာဘုရားပညာသည်ကိုမြတ်စွာဘုရားပညာအီဟုပြ၏စတဲ့အာဘမသိင်သည်ကိုအာဘမသိင်ဟုပြ၏စနစ်အာဘသိင်သည်ကိုအာဘသိင်ဤဟုပြ၏စတောပေါ်သောအာဘကိုပေါ်သောအာဘဟုပြ၏စလေးလေးသောအာဘကိုလေးသောအာဘဟုပြ၏စငါအကျွေးရှိသောအာဘကိုအကျွေးရှိသောအာဘဟုပြ၏စချက် အကျွေးမရှိသောအာဘတ်ကိုအကျွေးမရှိသောအာဘတ်ဟုပြ၏စက်ခွန်ယုံရင်ကြံတန်းသောအာဘတ်ကိုယုံရင်ကြံတန်းသောအာဘတ်ဟုပြ၏ဆရှိမယုံရင်မကြံတန်းသောအာဘတ်ကိုမယုံရင်မကြံတန်းသောအာဘတ်ဟုပြ၏ခြေသာဓာရိဗုဒ္ဓရာဤတစ်ဆယ်၈ပါးသော အကြောင်းဝတ္ထုတို့ဖြင့်ဓမ္မဝါဒီပုဂ္ဂိုလ်ကိုတိယမိဟု၍ဟောကြားတော်မူလေ၏ခွင်းစဤ၌ ပုဂ္ဂလာဒိဋ္ဌာနဓမ္မဒေသနာဤဟောကြားသောဟောကြားသောတရားဖြစ်၍၁တရားမဟုတ်သည်ကိုတရားဟုပြခြင်း၂တရားဟုတ်သည်ကိုတရားမဟုတ်ဟုပြခြင်းပြာလစက္ခောယုံရင်ကြံတန်းသောအာဘတ်ကိုမယုံရင်မကြံတန်းသောအာဘတ်ဟုပြခြင်း၁၈မယုံရင်မကြံတန်းသောအာဘတ်ကို ရုပ်ရင်းကြံတန်းသောအာဘဟုပြခြင်းစာမျက်နှာနံပါတ်35ဤ38ပါးတို့ကိုအဓမ္မဝုထု38ပါးဟုခေါ်၏ဘိရကဘိဒကရဝုထုတန်ခါတင်းကွဲအောင်ပြုလုပ်တတ်သော အကြောင်းဝုထု38ပါးဟူ၍လည်းခေါ်၏ထို38ပါးတို့တွင်တစ်ပါးပါးနှင့်ပြည့်စုံသောပုဂ္ဂိုလ်ကို အရမဝါဒီဟုခေါ်၏အရမဝါဒီဟုတိယမိဓမ္မဝုဒ္ဓပတ်၌လဲထို့သူပဲတိတရားမဟုတ်တရားမဟုတ်ဒီကိုတရားဟုတ်တိတရားမဟုတ်ဒီကိုတရားမဟုတ်ဟု ပြခြင်းနှစ်တရားဟုတ်ဒီကိုတရားဟုတ်ဤဟု ပြခြင်းပယာလစခွန်ယုံရင်ကြံတန်းသောအာဘတ်ကိုယုံရင်ကြံတန်းသောအာဘတ်ဟုပြခြင်းဆက်ရှိ မယုံရင်မကြံတန်းသောအာဘက်ကိုမယုံရင်မကြံတန်းသောအာဘက်ဟုပြခြင်းဤ28ပါးတို့ကိုဓမ္မဝတ္ထု28ပါးတရားသောမှန်ကန်သော အကြောင်းဝတ္ထု28ပါးဟုခေါ်၏ထို28ပါးတို့တွင်တစ်ပါးပါးနှင့်ပြည့်စုံသောပုဂ္ဂိုလ်ကိုဓမ္မဝါဒီပုဂ္ဂိုလ်ဟုသိရမည် ဤကဲ့သို့မြတ်စွာဘုရားရှင်ဟောကြားတော်မူလိုရင်းကိုအကျဉ်းချုပ်မှတ်သားရ၏ဓမ္မအဓမ္မစသည်အခွဲဓမ္မအဓမ္မစသည်အခွဲဤအကြောင်းဝတ္ထု18ပါးတို့တွင်တုတ်တန်ဤအပြင်ကုသိုလ်ကမ္မပရတရား10ပါးတို့သည်ဓမ္မမြည်၏အကုသိုလ်ကမ္မပရတရား10ပါးတို့သည်အဓမ္မမြည်၏ထို့အတူပင်တတိပဌံ၄ပါးတမပဌံ၄ပါးစာတော့ ဗောဓိပက္ခိယ139ပါးတို့သည်ဓမ္မမြည်တတိပဒံ3ပါးတမပဒံ3ပါးအဋ္ဌိပတ်3ပါးဣတိ6ပါးဘူ6ပါးဘောဇဉ်10ပါးမဂ္ဂင်9ပါးဤမဟုတ်မမှန်သောတရားအစုတည်၎င်းဥပါဒံ4ပါးနိဝရဏ5ပါးအနုတ္တိယ9ပါးမိစ္ဆာဒိဋ္ဌိတရား10ပါးဤတို့သာသောမကောင်းသောတရားအစုတည်၎င်းအဓမ္မမြည် ပေါ်ပြရာပါအာရမတရားအစုတို့အနံတဆုစုကိုယူ၍ဤအာရမကိုဓမ္မဟုပြောကြပြောဤအာရမကိုဓမ္မဟုပြကြပြောကြကုန်အံ့ဤတို့ပြကြပြောကြသည်ရှိတော်ငါတို့အဖို့ရာဆရာဤအမျိုးကို အမိပြု၍အထက်တန်းကြခြင်းဖြစ်မိအထက်တန်းကြခြင်းဖြစ်မိရပြည့် ငါတို့ကိုယ်တိုင်လဲလောက၌ခင်ရှားကြပေလိမ့်မည်ဟုတိုင်းမင်းညီညွတ်ကြကထိုအာရမကိုဓမ္မဤကဓမ္မသည်ဟုပြောဆိုလေနံပါတ်1တရားမဟုတ်ဒီကိုတရားဟုတ်၏ဟုပြသည်မည်သမေနာနံပါတ်36ထို့အတူဓမ္မအစုတို့အနတ်မှတစုစုကိုယူ၍ဤသည်အာရမသည်ဟု ပြောဆိုကြလင်နံပါတ်1တရားဟုတ်ဒီကိုတရားမဟုတ်ဟုပြသည်မိကုန်၏ဝိနိပရိယအဖြင့်ဟုတ်မှန်သောဝုထုဖြင့်သောရဏပြု၍အောင်းမေ့စေ၍ဝန်ခံသည့်အတိုင်းပြုအပ်သောကံသည်ဓမ္မကံမြည်၏မဟုတ်မမှန်သောဝုထုဖြင့်စောလဲမစောရဏပဲ အောင်းမေလည်းမအောင်းမေစေပဲဝန်ခံချက်မရရှိပဲပြုရသောကံသည်အဓမ္မကံမြည်ဤအဓမ္မကံမြည်ဤအဓမ္မကံကိုဓမ္မကံဟု ပြောကြလျင်တရားမဟုတ်သည်ကိုတရားဟုတ်ဤဟုပြသည်မြည်ဤဓမ္မကံကိုအဓမ္မကံဟု ြောကြလျင်တရားဟုတ်ဒီကို တရားမဟုတ်ဟု ပြောကြသည်မိပြောကြသည်ပြသည်မိကွင်းသာကွင်းဘိတ်ဖြင့်ပြောကြသည်ကိုပဲပြသည်ဟုဆိုလိုသည်သုတ်တန်ဤအဖြစ်ရာဟကိုပယ်ဖြောက်ခြင်းရောသကိုပယ်ဖြောက်ခြင်းမောဟကိုပယ်ဖြောက်ခြင်းကွင်းသာကွင်းဘိတ်ဖြင့်တိလတတိညာခန္တီဝိရိယတံဝရာ သီလတံဝရတတိတံဝရညာနာတံဝရခန္တီတံဝရဝိရိယတံဝရဒီဟူသောတံဝရတရား၅ပါးတရင်ကပဟံဝိခံပဏပဟံသမုတ်စေရပဟံပတိပတ္တရိပဟံနေတရဏပဟံဒီဟူသောပဟံ၅ပါးရာဂရောဒမောဟမဖြစ်အောင်ဉာဏ်ဖြင့်ဆင်ခြင်ခြင်းဤတရားအစုသည်ဝိနည်းမြီထိုမှအပြန်အပြင်း ။ราคะสติโกမပယ်ဖြောက်ခြင်းမဆောက်စည်းခြင်းမစင်ကျင်ခြင်းဤတရားအစုသည်အဝိနည်းမြည်။ဝိနည်းပရိယေအဖြင့်ကွင်းသာကွင်းပိတ်ဖြင့်ဝုထုသိညက်ပရိသတ်တရက်ကမဝါကွင်းသာကွင်းပိတ်ပြန်ဖတ်ပါမယ်ကွင်းသာကွင်းပိတ်ဖြင့်ဝုထုသိညက်ပရိသတ်တရက်ကမဝဝုထုသိပရိသတ်ညက်ကမဝဤ၅ပါးတို့ဤပြည့်စုံခြင်းသည် ဝိနည်းမိထုံ၅ပါးတို့ဤမပြည့်စုံခြင်းဖောက်ပြန်ပျက်စီးခြင်းသည်အဝိနည်းမိတုတ်တန်နည်းအားဖြင့်တတိပဋ္ဌာန်၄ပါးတမပ္ပရ၄ပါးအိဋ္ဌိပတ်၄ပါးဣန္ဒြေ၅ပါးဘုံ၅ပါးဘောဇဉ်၇ပါးမက္ကင်၈ပါးဤတရားစုကိုမြတ်စွာဘုရားဟောကြားတော်မူအပ်ပြောဆိုတော်မူအပ်ဤတတိပဋ္ဌာန်၃ပါးတမပ္ပရ၃ပါး အိဓိပတ်၃ပါးအိဓိ၆ပါးဘူ၆ပါးဘောဇဉ်၈ပါးမက္ကေ၉ပါးဟူ၍မြတ်စွာဘုရားမဟောကြားအပ်ပြီသမဏာနံပါတ်39ဝိနိပရိယအားဖြင့်ပါရာဇိက၄ပါးတန်ခါဒိဋ္ဌိ73ပါအာနိယတ2ပါနေတကိယပါစိတ်30အစရှိဒီကိုမြတ်စွာဘုရားဟောတော်မူအပ်၏ပါရာဇိက3ပါတန်ခါဒိဋ္ဌိ14ပါ အနိယတအသုံးမနေတကိပါစိတ်30ပါးစရှိဒီကိုမြတ်စွာဘုရားမဟောကြားအပ်ခွင်းစားကွင်းပိဖြင့်ဟောကြားတော်မူအပ်တော်တရားအစုတည်ဖြင့်ပြညတ်တော်မူအပ်တော်တရားအစုမြည်မဟောကြားအပ်တော်တရားအစုဖြင့်မဟောမပြညတ်အပ်တော်တရားအစုမြည်သုတ်တန်ဒီအားဖြင့်နေစဉ်နေတိုင်းဖလားသမာဘက်ကိုဝင်စားတော်မူခြင်းမဟာကရုဏာသမာဘက်ကိုဝင်စားတော်မူခြင်း ဗုဒ္ဓအဆက်ခုဝိသကွယ်မိတ်ဖြင့်အာယအာတယာနုတယာညာအိန္ဒရိယဘရောပရိယတိညာနှစ်ပါးပြန်လည်ဖကြပူဇော်ပါမယ်ဗုဒ္ဓအဆက်ခုအာတယာနုတယာညာအိန္ဒရိယဘရောပရိယတိညာနှစ်ပါးဖြင့်တတလောကကိုကြီးစုတော်မူခြင်းအထုပ္ပတိဖြစ်သောအခါသက်ဆိုင်ရာတုတ်တန်သက်ဆိုင်ရာဇက်ကိုဟောတော်မူခြင်း ဤအလုတ်ကိစ္စများကိုမြတ်စွာဘုရား လေးကျက်တော်မူအပ်ပြုလုပ်တော်မူအပ်ဤနေ့စဉ်နေ့စဉ်နေ့စဉ်နေတိုင်းဗလာသမဘက်ကိုမဝင်စားခြင်းမာကရုဏာသမဘက်ကိုမဝင်စားခြင်းအစရှိသည်ကိုမြတ်စွာဘုရားလေးကျက်တော်မမူအပ်ဝီနီပရိယေအပြင်ဆိုင်ရာဒါယကာတို့ပင်းလျှောက်ချက်အရာ ထိုထိုမြို့ရွာ၌ဝါကက်ဆိုတော်မူ၍ဝါကျွတ်လျင်ဆံရဒါယကာတို့ပန်ကြပြောဆိုပြီးမှခီးဒေသစာတွေကြွားချီတော်မူခြင်းပဝရနာပြုပြီးလျင်ဒေသစာတွေကြွားချီတော်မူခြင်းကိုရော့တံမောက်ရောက်ဆိုင်လာသောအာဂန္ဓုယဟန်တို့နှင့်ခြေသားတို့ကြံခန့်ကြပါ၏တော့ဣရိယာပဒမြတ်တကြပါ၏တော့အစရှိသည်ဖြင့်အစိအစက်စကားမေးကြတော်မူခြင်းဤသို့စသည်ဖြင့် ဤသို့စသည်ကိုမြတ်စွာဘုရားလေးချက်တော်မူအပ်ပြုလုပ်တော်မူအပ်ဤပေါ်ပြရာပါအမှုကိစ္စတို့ကို ပြုလုပ်တော်မူခြင်းသည်မြတ်စွာဘုရား၏အလေးချက်တော်ဖြစ်ဤမပြုလုပ်ခြင်းသည် အလေးချက်မဟုတ်ထိုထိုဝိနိသိက္ခာဘုဒ္ဓ၌အနာပတိအဇာနန္တတမတိသောယဟအဘမသင်ခိုးလိုသောစိတ်မရှိသောယဟအဘမသင် သေလိုသောအလိုဆန္ဒသေလိုသောအလိုသေစေလိုသောအလိုမရှိသောယဟန်အဘတ်မသိဤသို့စသည်ဖြင့်ဟောကြားတော်မူအပ်ဟောကြားတော်မူအပ်သောအချက်စုသည်အဘတ်မသိသောအချက်မည်ဇာနန္တတထေရစိတ်တတတည်သောယဟန်အဘတ်သည်ခိုးလိုသောစိတ်ရှိသောယဟန်အဘတ်သည်သေစေလိုသော အလိုရှိသောယဟအာဘတ်သည်ဤသို့စသည်ဖြင့်ဟောကြားတော်မူအပ်သော အချက်စုသည်အာဘတ်သင်သော အရာအာဘတ်သင်သော အချက်စုမည်စာမျက်နှာနံပါတ်38ပါရာဇိကအာဘတ်တန်ဃာဒိဋ္ဌိအာဘတ်ထုံလယ်စီအာဘတ်ပါစိတ်အာဘတ်ပါတိဒေသနိယအာဘတ်ဒုက္ခအာဘတ်ဒုဗ္ဗာတိအာဘတ်ဟူ၍အာဘတ်ခုနှစ်ပုံရှိတည်ရနဲ့ နောက်အာဘက်၅ဘုံသည် ပေါ်တော့အာဘက်မယုံရင်မကြမ်းတမ်းလာတော့အာဘက်မြည်ရှင်းနဘုံခွန်းစားကုန်ပြီပြန်ပါရာဇိကနဲ့တန်ဃာရိသိအာဘက်သည် လေးတော့အာဘက်ယုံရင်ကြမ်းတမ်းတော့အာဘက်မြည်အာဘက်ခုနှစ်ဘုံတို့အနက်နောက်၆ဘုံသည်ယဟန်အဖြစ်အကျဉ်းရှိတော့တာဝတိတအာဘက်မြည်ခွန်းစားကုန်ပြီပြန်နောက်၆ဘုံတွင်တဘုံဘုံကိုညွန်ကျူးက အပြစ်ပင်ရှိတော်လဲယဟန်အဖြစ်ကထိုပုဂ္ဂိုလ်တန်တမှာကျွင်းကြံသေး၏ဟုဆိုလိုသည်ပါရဒီကအာဘက်သည်အကျွင်းမရှိသောအာဘက်မည်ကိုသာကိုမေဖြင့်ပါရဒီကအတိတ်ခါပုဂ္ဂိုလ်လွန်ကျူးလျင်ထိုပုဂ္ဂိုလ်တန်တမှာယဟန်ဤအဖြစ်လုံးဝအကျွင်းမရှိတော့ဟုဆိုလိုသည်ဤသို့ဓမ္မအရမစသည် ပြန်လဲပကြပူဇော်ပါမယ်ဤတို့ဓမ္မအရမစသည်ကိုးစုံတို့ကိုအထုမှတ်သသိရှိရာဤဤစကားရဲ့စုကိုဝီနိစုလဝါထကရာတန်ကဘေဒကက်ခန္ဓကအဖွင့်မှ ထုံနှုတ်ဖော်ပြအပ်ပါသည်တွင်ပေအရှင်သာရိပုတ္တရာမထေရကဲ့သို့ပင်အရှင်မဟာမောဂလမထေအရှင်မဟာကတ္တပမထေအရှင်မဟာကိစ္စိမထေအရှင်မဟာ ုဋ္ဌိကမထေအရှင်မဟာကပိနမထေအရှင်မဟာစုံဒမထေအရှင်အနုရုဒ္ဓမထေအရှင်ရေဝရမထေအရှင်ဥပါလိမထေအရှင်အာနန္ဒမထေအရှင်ရာဟုလာမထေတို့သည်လဲကောသံဘီယဟန်တို့တာဝတိပြည်တို့လာကြအောင်သတင်းစကားကြားသိကြ၍အရှင်သာရိပုတ္တရာဤသူပဲမြတ်စွာဘုရားရှင်အားတွားရောက်ရှောက်ထားကြလေသည်ထိုအခါ၌လည်းမြတ်စွာဘုရားရှင်သည် ထုံမထေတို့ဟာအရှင်သာရိပုတ္တရာမထေရဤသူပင်ဓမ္မဝုထု78ပါအာရမဝုထု78ပါတို့ကိုခေါ်ကြတော်မူလေသည်သမဏနာဘ39မေရတော်မဟာပဇာပတိဂေါတမီထေရီမာကြီးဒီလဲထိုကောသံပြီးရန်လိုသာဝတိပြည်တို့လာနေကြကြောင်းတရေစကားကြားသည်ရ၍မြတ်စွာဘုရားရှင်ထံတော်မောက်တို့တွားရောက်ရှေခုပြီး ရှ िख ုပြီးကအပြစ်လို့ရာရဲ့၌ရည်တည်နေပြီလျင်မြတ်စွာဘုရားရှင်ကိုအရှင်သာရိပုတ္တရာမထေရ်နိဒူမင်းမြတ်လျှောက်ထားလေသည်ထိုအခါမြတ်စွာဘုရားရှင်သည်မိမိတော်မဟာပဇာပတိဂေါရမီထေရီမာကြီးကိုဂေါရမီထိုတို့ဖြစ်လျင်တင်းသည်နှစ်ဘသောတန်ဃာ၌တရားကိုနာလေလော့နှစ်ဘသောတန်ဃာ၌တရားနာပြီလျင်ထိုနှစ်ဘသောတန်ဃာတွင် ဓမ္မဝါဒီယဟန်တို့၏အမြင်အလိုနှစ်သက်ခြင်းအယူကိုသင်နှစ်သက်လေလောဘေကုဏီတန်ဃာကဘေကုတန်ဃာဓမ္မမျော်လင့်တောင်းတအပ်သောအမှုခတ်သိမ်းကိုဓမ္မဝါဒီပုဂ္ဂိုလ်တို့အထံမှာသာလျှင် မျော်လင့်တောင်းတကြရမည်ဟု မိန့်တော်မူ၏ဇေတဝန်ကျောင်းတိုက်တရားက အနာတပင်တထေပုပ္ပါယုံကြောင့်အမာကြီးဝိတာခါတို့လည်းထို့အတူပဲတရင်ကြ၍မြတ်စွာဘုရားရှင်ထာမောက်သို့တွားရောက်ရှောက်ထားကြလေသည်ထို့အနာတပင်ဝိတာခါတို့သည်လည်းမြတ်စွာဘုရားရှင်ဝိတာခါတို့ကိုလည်းမြတ်စွာဘုရားရှင်သည်တထေကြီးကွန်းသာကွန်းပိဖြင့်ဝိတာခါထို့တို့ဖြစ်လျင်သင်သည်နှစ်ပတ်သောတန်ဃာနာ အလူကိုလူတော့နဘတော်တန်ခါ၌အလူကိုလူပြည်လျင်နဘတော်တန်ခါ၌တရားကိုနာတော့နဘတော်တန်ခါ၌တရားနာပြည်လျင်ထိုနဘတော်တန်ခါတွင်ဓမ္မဝါဒီယဟန်တို့ဤအမြင်အလူနှစ်သက်ချင်းအယူကိုသင်နှစ်သက်လီလောဟုမိန်တော်မူ၏သမဏနံပါတ်40ကိုစကွင်းပိတ်ဖြင့်ဤစကားရဲ့အစုက ဝီနီမဟာဝါပါဠိအထကရာတိကာတို့မှထုံနှုတ်ဖော်ပြခြင်းများဖြစ်ပါသည်ကွေသာခွင့်ပိဖြင့်ဤဆိုလတ္တီကဓမ္မပဒအထကရာမှဒီပသိနရီကောသလမင်းကြီးသည်ခိုက်ယံပြုမှုလောက်ကြသည်ထိုကောတံပီပီယံကောတံပီပီထိုကောတံပီယံတို့တာဝတိပြည်တို့လာနေကြတဲ့ဟူသောတရေစကားကိုကြားရ၍ မြတ်စွာဘုရားတို့ချင်းကပ်ပြည်တွင်ဘုံတော်ကြီးသောမြတ်စွာဘုရားအကျွန်ုပ်သည် ထိုကိုတံပြီးယဟန်တို့အားအကျွန်ုပ်၏နိုင်ငံတော်အတွင်းသို့ဝင်ခွင့်ကို မပေးလိုပါဘုရားဟုလျှောက်ထားလေတော့မြတ်စွာဘုရားသည်မြတ်သောမင်းကြီးထိုကိုတံပြီးယဟန်တို့သည်တိရရှိကြသူများဖြစ်ကြသည်တကယ်စင်သက်သောအချင်းချင်းအငင်းပွားကြသဖြင့်သာဘုရားဤစကားကိုမနာယူကြခြင်းဖြစ်လေသည် ပြန်လဲပကြပူတော်ပါမယ်မြန်သောမင်းကြီးထိုကောတံပြီယဟန်တို့သည်သီလရှိကြသူများဖြစ်ကြသည်တကယ်စင်စစ်တော်အချင်းချင်းအငင်းပွားကြသဖြင့်သာငါဘုရားဤစကားကို မနာယူကြခြင်း ဖြစ်လေသည်ယခုအခါမှမူငါဘုရားကိုကြော့ရန်လာကြကုန်၏လာကြပါစေမြတ်သောမင်းကြီးဟုမိန့်တော်မူ၏ အနာရဘိန်တရေကြီးဒီလေဘုန်းတော်ကြီးတော်မြတ်စွာဘုရားကျွန်ုပ်ဒီတို့ကိုတန်ပြီးယဟန်တို့အားចောင်းတိုင်းအတွင်းတို့ဝင်ခွင့်ကိုမပေးလိုပါဘုရားဟုလျှောက်ထား၍ထို့အတူပင်မြတ်စွာဘုရားရှင်ကပယ်မြင့်အယကစိတ်စိတ်သာနေလေ၏အထူးအဖြင့်ထိုကောတံပြီးယဟန်တို့တာဝတိပြည်တို့ ရောက်လာကြသောအခါမြတ်စွာဘုရားရှင်သည်ထိုကောတံပြီးယဟန်တို့ဟာចောင်းတိုင်းအစွန်ပြ၌စိတ်ငြိမ်အောင်ပြုစေ၍ နေရာထိုင်ခြင်းပေးစီတော်မူလေသည်အခြားသောယန္တုသည်ဒုကောတံပြီယန္တုနှင့်အတူတကွတပေါင်းသည်မထိုင်ကြမရက်ကြယုံသာမကလာတိုင်းလာတိုင်းသောလစ်စီယန္တုသည်မြတ်စွာဘုရားရှင်ကိုဘုန်းတော်ကြည်တော်မြတ်စွာဘုရားခိုင်ရန်ရင်းကုန်မှုပြုကြသည့်ဒုကောတံမီယန္တုဟူသည်အဘယ်ကောတံမီယန္တုဟူသည်မှာအဘယ်သူများပါဏီဘုရားဟုမေးကြကုန်၏ မြတ်စွာဘုရားရှင်သည်ဤသူတို့ပင်ဒီဟုညွန်ပြတော်မူလေသည်သာမဏေနံပါတ်41ထိုကရန်ညင်းပါဘုရားစကားကိုနားမထောင်ကြသည့်ထိုကောတံပီရန်တို့ဟူသည်မှာဤသူတွေတဲ့ထိုကရန်ညင်းပါဘုရားစကားကိုနားမထောင်ကြသည့်ကောတံပီရန်တို့ဟူသည်မှာဤသူတွေတဲ့ဟုလာတိုင်းလာတိုင်းတော့ လိစီယဟန်ကောင်းတို့ကလက်ညှိုးညွန်ပြပြောဆိုအပ်ကြကုန်သဖြင့်ထိုကောတံမီယဟန်တို့သည်ရှန်နိုးလာ၍ဥကမထောင်ဝန်းကြကုန်ပေမြတ်စွာဘုရား၏ခြေတော်ရင့်၌ဟိုစင်းကြကုန်လျက်မြတ်စွာဘုရားရှင်ကိုတိခံတော်မူပါယံတိခံတော်မူပါယံအကြောင်းရှောက်ထားတောင်းပန်ကြလေကုန်၏ထိုအခါမြတ်စွာဘုရားရှင်က ယန္တုတင်တို့တီငါကဲ့သို့သောတပ်ပင်ယူမြတ်စွာဘုရား၏ထံတော်၌ရှင်ဟံပြုကြပြီလျင်ငါဘုရားကိုယ်တိုင်ကညီညွတ်အောင်ပြုပါတော်လဲငါဘုရား၏စကားကို မလိုက်နာကြသည်မှာကြည်လေသော အမှုကို ပြုမှားခဲ့ကြလိမ့်မည်ရှေ့ပညာရှိသူတော်ကောင်းဘုရားလောင်းတို့တီကအသက်ခံအဆဲဆဲဖြစ်ကြသည်မိဘတို့၏အဆုံးအမဩဝါဒစကားကို ကြားနာကြရ၍ထိုမိဘတို့ကိုတတ်အပ်ကုန်တော်လဲထိုမိဘတို့ဤအစုံအမဩဝါဒစကားကိုမလွန်ဆန်မှု၍နောက်အခါဝဲတိုင်းကြီးနှစ်တိုင်းတို့၌မင်းအဖြစ်ကိုပြူကြရလေကုန်ပြီဟုမိန့်တော်မူ၍တဖန်ကောတံဘကဇက်ကွင်းသာကွင်းပိဖြစ်ဒီဃာဟုဝုထုကိုအကျယ်တဝင် ဟောတော်မူပြီးလျင်ယဟန်တို့ဤတို့လျင်ဒီကဟုမင်းသားဖရာအလောင်းသည်မိဘတို့ကိုတတ်ကုန်တော်လဲထိုးမိဘတို့၏အစိုးအမဩဝါဒကိုမလွန်ဆန်မှု၍နောခဝဲဗြမဒမိသမိတော်ကိုပါရရှိကာကာတိတိုင်ကောသလအတိုင်းကြီးဟူသောအတိုင်းကြီးနှစ်တိုင်းတို့၌မင်းအဖြစ်ကိုပြုခဲ့ရလေပြီ။ ငါဘုရားဤစကားကိုမလိုက်နာကြတော့သင်ချစ်သားတို့ဒီကကြည်လေတော့အပြစ်မှုကို ပြူမားခဲ့လေပြီဟုမိန်တော်မူ၍ဇာမျက်နှာနံပါတ်42ပရိသနာဝိဇာနန္တိယမက်မယမိထယမမတိရေစတတ္ထဝိဇာနန္တိတတောတမင်တိမေရက ပြန်လဲပူဇော်ပါမယ်ပရိစနာဝိဇာနန္တိမယမေထယမမတိရေစတတ္ထဝိဇာနန္တိတတောတမ္မန္တိမိရကဣထာဣပရိသတ်များကျွယ်တန်ကအလယ်၌ပရိစပညာခေါင်းပခိုက်ရန်မှု ပြုကြသည့်ယဟန်များတို့သည်မယံငါတို့သည်ယမမတိ သင်မင်းထံပအချိန်တိုင်းသွား၍နေရကုန်ဤဟု နဝိဇာနန္တိပညာမျက်စီပိတ်မရှိ၍မတိမြင်ကြကုန်တတထုပရိသတ်များကြွယ်တန်ကအလေနရေစအခြင်းဉာဏ်ဤတောင်းလန့်ပညာရှိယဟန်တို့သည်ကဝိဇာနန္တိသင်မင်းထံပငါတို့သည်အချိန်တိုင်းသွား၍နေကြရကုန်ဤဟု ပိုင်းခြားထင်ထင်မရဏတ္တိဝင်၍သိမြင်ကြကုန်၏တတော်တို့တို့သိမြင်ခြင်းကြောင့်မေတ္တာခယံအတင့်ညင်ကုန်ခြင်းတို့သည်တမ္မန္တိတမ္မာပရိပတ်ကျင့်ကြံလက်သဖြင့်ကင်းပြတ်ခြုံငင်းကြလေကုန်၏ဟူသောဂါထာကိုဟောကြားတော်မူလေ၏ဂါထာဤကုန်ဆုံးသောအခါ၌ ထိုနေရာသို့ရောက်လာကြသောယဟန်တို့သည်သောတာပတ္တိဘုရားသည်တို့၌တည်ကြလေကုန်သည်။မြတ်စွာဘုရားရှင်သည်ဤသို့အစရှိသော များစွာသောတရားဒေသနာဖြင့်ခွင်းစားခွင့်ပိတ်ဖြင့်ပလလက်တော်၌ဝါကျွတ်တော်မူသည့်ဝါကျွတ်တော်မူသည်မှဆ၍တစ်ဆက်တဝါမဆိုးမီကာလပလုံးလူနဲ့မြမတတ္တဝါတို့ကိုကဲချွတ်တော်မူ၏ ဤတွင်အခန်း28ပြီ